ိုင်းတခွန်ရဲ့မင်္ဂလာဆောင်မှာတိန်းတောင်းဂျော်ဒန်လေဆွဲကြီးနဲ့ခြေချပြခဲ့လို့လူပြောများနေတဲ့ဝေမောင်ရွှေရင် Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် ရိသက်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဝင်းမုံရွှင်ကတော့ဒိဋ္ဌိကျဲခရိုနီနိုင်ဖြူကျော်နဲ့လက်ထပ်ထားပြီးနောက်ပိုင်းမှာပရိသတ်တွေကြားထဲမှာကြွားလုံးထုံလာတဲ့မင်းသမီးတယောက်ဖြစ်သတ်မှတ်ခံရတာဖြစ်ပါတယ်ဝင်းမုံရွှင်ရဲ့အမှုပညာကိုချစ်မြတ်နူးကြတဲ့ပရိသတ်တချို့ကတော့ဝင်းမုံရွှင်ရဲ့ဝတ်စားမှုပုံစံတွေနဲ့ပတ်သက်ပြီးဝေဖန်လာခဲ့ကြပြီးဖြစ်ပါတယ်ဝင်းမုံရွှင်ကခရိုနီတတိကြီးနိုင်ဖြူကျော်နဲ့လက်ထပ်ပြီးရဲ့နောက်ပိုင်းမှာပွဲထက်အခမ်းအနားတွေကိုတက်တဲ့အခါဆုံတွဲတက်လေရှိပြီးဝတ်စားစင်ရင်မှုတွေနဲ့လက်ဝတ်လက်စားဝတ်တဲ့နေရာတွေမှာ တော်တော်လေးကိုကြွားလုံးထုတ်လာတယ်လို့ပြည်သက်တွေကပြောဆိုနေကြပြီပဲဖြစ်ပါတယ်။ဝင်းမုံရွှေကတချို့သောပွဲတက်အခမ်းအနားတွေမှာဆိုရင်တိုင်းရာကျော်ရန်အိတ်တွေကိုတော့မှ limited edition ပုံစံမျိုးနဲ့ထုတ်လုပ်ပြီးသုံးစွဲတာတွေရှိလာသလို accessory တွေမှာဆိုရင်လည်းတကယ့်တခြားသောအမှုပညာရှင်တွေလိုက်မမီလောက်အောင်တန်ဖိုးကြီးမားလို့နဲ့ပစ္စည်းတွေကိုသုံးစွဲလာတာမျိုးတွေတွေ့ရပါတယ်။မနေ့တုန်းကကျင်းပခဲ့တဲ့ပိုင်တကွန်ရဲ့မင်္ဂလာဆောင်မှာဆိုရင်လည်းဝင်းမုံရွှေကသိန်းတောင်းကျော်တန်နဲ့လေဆွဲကြီးနဲ့ချီချပြလိုက်တာဖြစ်ပါတယ်။ ။မနေ့တုန်းကကျင်းပခဲ့တဲ့ပိုင်းတကွင်ရဲ့မွေးနေ့မှာနိုင်ငံတော်အမှုပညာရှင်ပေါင်းများစွာကတက်ရောက်ခဲ့တာဖြစ်ပြီးမြမရိုးရာထုံတန်းအစဉ်လာတိုင်းစူလျားရစ်ပတ်အခမ်းအနားကျင်းပခဲ့တာဖြစ်ပါတယ်။ပိုင်းတကွင်နဲ့မလင်းမြားပူရိုးရဲ့မင်္ဂလာဆောင်ကတခြားသူတွေရဲ့မင်္ဂလာဆောင်နည်းနဲ့မတူဘဲရိုးရှင်းလွန်ပြီးမြမဆန္ဒကြောင့်အားလုံးကချစ်ခင်နေကြကြတာဖြစ်ပါတယ်။အမှုပညာရှင်တော်တော်များများကတက်ရောက်ခဲ့ကြတာဖြစ်ပြီးသူတို့တက်ရောက်ခဲ့ပါရင်ဆိုရင်အကြောင်းတွေကိုလည်း social media တွေမှာပလူပြန်အောင်တင်နေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ပိုင်းတကွင်ရဲ့မင်္ဂလာဆောင်က လူချင်းလူခင်များပြီးစီကားလာတဲ့ပွဲကြီးတစ်ခုအဖြစ်အတိမတ်ပြုခံရတာပါအမှုပညာရှင်တော်တော်များများကဝက်ကောင်းဆန်းလာတွေဝက်ခါတက်ရောက်ခဲ့ကြသလိုမိမိမှရှိတဲ့ကွန်ဒရက်တီအကောင်လုံးကိုလည်းခြားပြခဲ့ကြတဲ့ပွဲလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့တခြားသူတွေတက်ထူခဲ့ပြီးကျွားလုံးထုတ်လာတဲ့သူကတော့ဝိမုံရှင်ကြီးဖြစ်သတ်မှတ်ခံလိုက်ရတာဖြစ်ပါတယ်။မနေ့ကပွဲမှာဝိမုံရှင်ကြီးကမိကံရံဝစ်စုံလေးဝစ်စင်ထားတာဖြစ်ပြီးတန်ဖိုးကြီးမာလာတဲ့သိန်းတောင်းကျော်တန်းလေဆွဲကြီးနဲ့ခြေချပြခဲ့တာပါ။ဒါကိုကြည့်ပ ီတတော်များများကပွဲတက်တဲ့သူရင်အားလုံးထဲမှာဝိမုံရွှေကအချိန်ချနိုင်ဆုံးလို့မှတ်ချက်တွေပြုနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးခရိုနီတထင်းကြီးရထားပြီးဆက်သက်စားမကုန်တဲ့စည်းစိမ်တွေရှိနေတော့လေဒီလိုဝစ်စားတာကမမားပါဘူးလေလို့ပြောဆိုနေကြတာမျိုးတွေလည်းရှိပါတယ်။ဝိမုံရွှေကတော့တီးသက်ထုတ်ကြွားတာမျိုးမဟုတ်ဘူးဆိုပေမယ့်အများနဲ့မတူညီတဲ့ဝစ်စားစင်မှုတွေကြောင့်ပြောခံနေရတာပါ။ ဝင်းမုံရွှေကိုခြေကြတဲ့ပရိသတ်တွေကတော့ကံကောင်းလုံးသူလေးဖြစ်သတ်မှတ်နေကြတာဖြစ်ပြီးဝင်းမုံရွှေကတကယ့်ကိုကံကောင်းလုံးတာကြောင့်ရွှေပုံပေါ်မှာစံနေရပြီဖြစ်လို့ဝမ်းသာပီတိဖြစ်ပေးနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့သောသူတွေကတော့ဝင်းမုံရွှေကခရိုနီနဲ့ယာပြီးနောက်ပိုင်းမှာကြွားလုံးတွေထုတ်လာတယ်ဆိုပြီးအမြင်မကြည်မလင်ဖြစ်နေတော့တာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရဲ့မရောဝင်းမုံရွှေရဲ့ဘဝကိုအားကြလား။အခုလိုမျိုးသိန်းပေါင်းတောင်းချီတန်းနဲ့လေဆွဲကြီးဆွဲပြီးခြေချလာတဲ့ဝင်းမုံရွှေပေါ်ဘယ်လိုတွေမှတ်ချက်ပြုကျင်လဲဆိုတာဗီဒီယို ောက်ကကွန်မန့်လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်